ကလောမြို့နယ်၌အပြည်ပြည်ဆိုင်ရာမူရေးစေဝါလွယ်တော်မူနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ပြည့်ရင်းနှင့်ထိမ့်မတ်ကျူမူလာရန်စဉ်ကဗျာရွတ်စုပြိုင်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူမှုအခြေပြုဗဟိုဌာန Community Center ခမ၌ယနေ့နေ့9နာရီက2025ခုနှစ်ဇွန်လ26ရက်နေ့တွင်ကြာရောက်မည်အပြည်ပြည်ဆိုင်ရာမူရေးစေဝါလွယ်တော်မူနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖြည့်ရေးနေတဲ့ထိမ့်မတ်အကျိုးဝိုင်းဝန်းကာကွယ်မူရစ်စေဝါအနေနဲ့မူရစ်စေဝါဒုဆောင်ရှားကောင်းစဉ်ဖြင့်ကြပြာရစ်စုပြိုင်ပွဲပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်ရှိဥစွာကလောမျိုးနယ်ပြင်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဥခွန်အားကထွန်းကကျောင်းသားကျောင်းသူများဉာဏ်ရည်ဉာဏ်သွေးဘုံမှုမြင့်မားလာစေရန် စင်စါတွေးခေါ်မှုအားကောင်းလာစေရန်တအူးနှင့်တအူးချက်ခင်ရင်းနှီးမှုရရှိစေရန် စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီးစာပေချစ်မြတ်တို့သည့်စိတ်များပေါ်ပေါက်လာက စာပေဖတ်ရှုခြင်းဖြင့်အတွေးမြင်ဘူးသူတပုံမူကျွယ်ဝလာစေရန်နှင့်နေဒူးနေမြတ်များကိုအစဉ်အမြဲအမတ်ရစေရန်အတွက်ရည်ရွယ်၍ကြပြရွတ်စုပြိုင်ပွဲကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီးမြို့နယ်စာရေးဆရာအသင်းဒုတိယဥက္ကဋ္ဌဦးစော်သိန်းကြီးကပြိုင်ပွဲအမှတ်ပေးစီမင်းစည်းကမ်းအကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်ထို့နောက်ကလောမြို့ပေါ်ရှိအခြေခံပညာကျောင်းဆယ်ကျောင်းမှာ မူလာရန်စင်ဂရိတ်ဖိုင်ကျောင်းသားကျောင်းသူ20ဦးကစာရေးဆရာနုခန့်ယင်ရစ်ကန်ကြီးရေးသားသည့်မူရစ်စေဝါတို့ဆောင်ရှားကောင်းစဉ်နှင့်မောင်တန်းနိုင်မူဒုံရေးသားသည့်ဝိုင်ဝန်းကာကွယ်မူရစ်စေဝါအန်ရဲ့ကောင်းစဉ်တို့ကိုမဲနိုင်၍ကြာရကောင်းစဉ်ဖြင့်အသီးသီးပါဝင်ရှင်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲတွင်ပထမဆုဒုတိယဆုတတိယဆုနှင့်နှစ်သိမ့်ဆုရရှိသူများကိုပြန်ကြားရင်းနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ။ဦးစည်းရာရှိနှင့်တာဝန်ရှိသူများကစုများအသေးသေးပေးအပ်ခြင်းမြင့်ခဲ့ကြကြောင်းသိရှိရပါသည်။ထို့နောက်ចောင်းသားចောင်းသူများအចောင်းစာအပြင်ပြင်ပဘဝတုဒ္ဒများတို့ပွားစီရန်အတွက်မူရေးစေဝါအန္တရာယ်အသိပညာပေးနေရန်ကတ်စာဆောင်နှင့်တုဒ္ဒယတစာအုပ်များပြသခြင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှထုတ်ဝေသည်2025ခုနှစ်ဇွန်လ26ရက်နေ့တွင်ကြာရောက်မည်အပြည်ပြည်ဆိုင်ရာမူရေးစေဝါလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်အထိမ့်မှန် သတင်းစကားလက်ကမ်းစာဆောင်များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။